မင်္ဂလာပါဒေါက်တာကောင်းမြတ်ပါအဆောက်အချံတတအောင်နဲ့ဘယ်လိုလုပ်ရမလဲဆရာတဲ့ကဲမေးပြန်ပြီဆောက်အချံတော့ကျွန်တော်ရှေ့မှာလဲတုံးလို့ရတာလေးအများကြီးပြောခဲ့ဘူးလေဒါမှလည်းမေးတာပဲဘာလို့မေးလဲဆိုတော့လူတိုင်းမှာဆောက်အချံဖြစ်နေတာဟုတ်ဟိုကျွန်တော်လည်းဖြစ်တယ်အဲ့တော့တတအောင်လုပ်လို့ရလားဆိုရင်တတအောင်လုပ်လို့ရတဲ့နီလန်းနေရာတော့အများကြီးရှိတယ်ဒါမှလည်းတချို့မေးကြတယ်လို့ပေါ့ဆောက်အချံအရှင်းပြောင်းလုပ်လို့ရလားရာသက်ပံပြောင်းလုပ်လို့ရလားတော့အဲ့လိုမျိုးလိန်စည်းတွေကုသမှုတွေတော့မရှိသေးဘူးပေါ့တတအောင်ဘယ်လိုလုပ်လို့ရမလဲဆိုရင်အလွယ်ဆုံးနီလန်းကတော့ဒီကျွန်တော်တို့ဈေးကမ်းမှာဆောက်အချံနဲ့ပတ်သက်တဲ့ကုသမှုတွေရှိတယ်ပေါ့ စားဝတ်ခြံလေးတွေကိုစုပ်ထုတ်ပြီးတော့တင့်တော်တဲ့ဆေးရည်လေးတွေထည့်ပေးတဲ့ Hydra Facial လို့ကုသမှုလေးတွေရှိတယ်။ဒါမှမဟုတ်စားဝတ်ခြံတည်တဲ့ထုတ်တဲ့ရှင်းထုတ်တဲ့ကုသမှုလေးတွေဒါမှမဟုတ် Chemical Peeling တည်တဲ့ကုသမှုလိုမျိုးလေးပေါ့။ကိုယ့်ရဲ့မျက်နှာအနေဒါဒီစားဝတ်ခြံပေါ်မူတည်ပြီးတော့ကုသမှုပေးတာပေါ့နော်။ဒါကတော့အလွယ်ကူဆုံးပြီးအဲ့တော့ကိုကစီးကမ်းမလာနိုင်သေးဘူးမအားသေးဘူးအိမ်မှာ ား skin care အနေနဲ့စားဝတ်ချမ်းသာတောင်းကိုတုံးကျင်နေဆိုရင်တော့ခဏခဏလည်းပြောပြပါပြီဒီ BHA salicylic acid ပါတဲ့အာမျက်နှာသစ်ဆေးလေးတွေဖြစ်စေဒါမှမဟုတ်လည်းတူနာလိုမျိုးလေးတွေဖြစ်စေအဲတုံးပေးလို့ရတယ်နောက်တစ်ပတ်တစ်ခါတုံးမှုနှစ်ပတ်တစ်ခါလောက်ပေါ့နော်ဒီ clay mask ကတားမျိုးလေးတွေဒါမျိုးလေးတွေလုပ်လို့ရတယ်ဒါအပြင်ကိုယ်ဆေးအနေနဲ့ထည့်သုံးခြင်းနဲ့ဆိုရင်ဒီ retinoid ခေါင်းစဉ်အောက်မှာရှိတဲ့ adaptin gel လို့ပေါ့နော်ခက်ပြော့ပြော့ retinoid မျိုးစားလေးကိုနှစ်ညချားလောက်ပေါ့ပါပါလေးစားဝတ်ချင်ရှိတဲ့နေရာလေးတွေကိုလူးပေးတာမျိုးလေးတွေ လုပ်လို့ရတယ်ဒီလိုဆေးလေးတွေလုပ်ရင်တော့ moisturizer ကိုလည်းထေချာစနစ်တကျနောက်ကနေပြီးတော့အဆူတက်ဖြစ်အောင်လုပ်ပေးဖို့လုပ်မယ်ဆိုတာလေးကိုလည်းအဆောင် sharing ပြုလုပ်ပေးခြင်းပါတယ်